အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम အစိမ့်စိမ့်ရေးထားတဲ့အလှတက်သောနေဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။အလှတက်သောနေ Inspector ဦးအောင်တင်ရှေ့မောင်၌ခြေစုံရက်မိသောအခါနှွဲဤမျက်နှာကလေးမှာပုံမုံနွမ်းရော်သွားလေသည်။သူ့ရင်ထဲမှာမြင်းမြလောက်ပုံရင်တော့ကဖြစ်နေမိကိုကျမသိနေ၏။သူကိုယ်လုံးကိုထောက်တီထားရသောခြေနှောင်းမှာပင်ညွတ်ကြလိုအောင်ရှိနေပြီထင်သည် နှွေသည်သူ့ရှေ့မှဇပွဲကိုအပြုတ်မိတွေရက်နေ၏။ဆိုင်ရင်စာကလေးများမှာနှစ်ဘူးပြင်ထက်ဝဲဖွာကြလျက်ရှိသည်။ကဘူကယိုထုံနောင်ထားသောတပတ်ရှိုးစရုံမှာတထွာတာတာကန်ဆမိတ်ကလေးမှလည်းပခုံးစွန်းဝင်ပြန့်ကျဲလျက်ရှိ၏။ဝင်းညံ့နေသောအသားရည်နှင့်နှာတန်းစင်စင်မျက်ခုံးထူထူမျက်တောင်ကော့ကော့ခြင်းများကလိုက်ဖက်သောအလားများဖြစ်ကြသည်။အကယ်၍သာမျက်လုံးညွတ်ညွတ်ခြင်းများတွင်တော့ကရည်မတန်ပဲရှုံးဆုံနေပါမူ ဆေးမကူသောနှကန်းထူကလေးများတွင်ပြုံးရိပ်တန်း၍နေပါမူ။နှွေဤအလှသည်မိမြလောက်ကြက်သည်ဆင်ကပွင့်လင်းနေပါလိမ့်မည်လေ။ကျမ၏ရင်မှာပင်ကရုဏာစိမ့်စိမ့်ဖြင့်တသိမ့်သိမ့်လှိုက်ခုံနေရသည်။ရှားဥအောင်တဲ့နှုံမှမြည်သူအဖြစ်ပေးမည်ကိုလည်းမဝွန့်တဝွန့်နှင့်ပင်တည်ကျင်သောတန်နေသည်။နှွေနှွေအသက်23နှစ်မြသာရှိရှာသေးသောဆေးရမကလေးနှွေ။ ကျမနားထဲမှာတော့မနေ့ညကညနေအောင် သူ့ထိုင်းပြောခဲ့သောစကားလုံးကလေးများကိုကြားရောက်နေစေရှိပေသည်။နှွဲ့ဖေဖေကညံထက်တယ်၊စိတ်ကူကောင်းတယ်၊တီထွင်တတ်တယ်၊အလုံးနဲ့လည်းနဲ့မပြတ်နေရမှပျော်တယ်။သူ့ရဲ့အဓိကလောက်ကတော့မော်တော်ကားဝက်ရှော့ပါပဲ။ဒါပေမဲ့ရေဒီယိုဓာတ်ဆက်လက်နှိပ်ဆက်စက်ဘိန်းပြင်နာတွေလည်းအားလုံးရပါတယ်။မော်တော်ကိုယ်တွေတွေလည်းပုံစံထွင်ပြီးစောက်တတ်သေးတယ်။ ဖေဖေလှုပ်တဲ့အလုပ်ထဲမှာနှစ်ထပ်မော်တော်ကြီးတစ်စင်းတောင်းပါသေးတယ်။တပည့်တွေကိုလည်းခိုင်းသူကိုယ်တိုင်လည်းဝင်လှုပ်တာပဲ။ဒီမော်တော်ကြီးရေချတော့နှွေတို့ရက်ကလူတွေဟာဖေဖေကိုတော်တော်နဲ့ချီးမွမ်းလို့မဆုံးနိုင်ကြဘူး။နှွေတို့မိသားစုတွေလည်းတိတ်ပျော်ကြတာပေါ့။မိသားစုဆိုတာလည်းများများတော့မဟုတ်ပါဘူး။မေမေဖေဖေနဲ့နှွေရဲ့ညီမလေးတွေနဲ့ကြွေရဲ့ဖေဖေအမကြီးကြီးတဲ့ရဲ့ဒါပဲရှိပါတယ်။ဒီထဲမှာနှွေကိုအချစ်ဆုံးကတော့ဖေဖေပါဖေဖေကနှွေကိုနားလေတယ် ရန်ကုန်ဖြစ်စေ၊တိပင်မြို့တမြို့ဖြစ်စေ၊ရဝေခီထွက်တဲ့အခါမျိုးမှာဖေဖေကဘာမှမလဲမင်းရင်ညီမလေးတွေကသူတို့လိုချင်တာကိုတည်တည်တန်တန်ကြီးမှကြတာပဲ။နှွေကတော့ဖေဖေဝယ်ရချမ်းရဒုက္ခများမှာဆိုလို့ဘာမှမမှာပါဘူး။ဒါပေမဲ့ဖေဖေပြန်လာရင်သူတို့မာတာတွေသာအစုံစိမပါတတ်ပေမဲ့တမိကြီးပေါ့တမိကြီးပေါ့နဲ့နှွေကြိုက်တတ်တဲ့အစားအစာအသုံးဆောင်တွေကိုဦးစားပေးပြီးဝယ်လာတတ်လွန်းလို့သူ့တမိအကြီးမှချစ်တယ်ပေါ့လေလို့ မိမိနဲ့ညီမလေးများရဲ့အထင်ငော့ကိုခံရတတ်သေးတယ်။ဒီလိုခါမျိုးမှာဆိုနှွေကဝန်းနေရပြန်တာပေါ့။သူတို့တွေဟာနှွေကို မချစ်ကြရောမကဖေဖေချစ်တာကိုတော့ကြိုက်ပုံမရပါလားလို့တွေးမိရင်တိတ်အားငယ်ရတယ်။ဒါပေမဲ့နှွေကတော့အားလုံးကိုချစ်တာပဲမို့သူတို့တိကြရင်စိတ်မကောင်းဖြစ်မှာဆိုလို့ဝမ်းနဲ့အားငယ်တဲ့များကိုသူတို့မသိစေရအောင်ခုဘာသာတယောက်တည်းချိန်မိပြီးခံပါတယ် ကြောင်ပိရက်တွေမှာဆိုရင်လေမိမိနဲ့ညီမလေးတို့ကပြင်ပပြင်လွင်ရှောက်လဲခြင်းလဲတယ်ရုပ်ရှင်ကြည့်ခြင်းကြည့်တယ်နှဲ့ကိုတော့မခေါ်ဘူးပြီးဆုံးပြီးလို့မရှိတဲ့အိမ်မှုကိစ္စတပုံတပင်နဲ့နှဲ့မှာအိမ်ကြံနေရရတယ်လုံနေကြအလုပ်တွေမို့အိမ်ထွက်မှုလုပ်ရတာကိုနှဲ့မပြင်းပါဘူးကို့အလုပ်တန်ရောခြင်းနဲ့မို့အပြင်ထွက်ဖို့လည်းအချိန်မပေးနိုင်ပါဘူးဒါပေမဲ့သူတို့ကလိုက်အောင်မလားလို့မေးဖို့မရတာကိုတော့ဝမ်းနေမိတာကြီးပါပဲနှဲ့မှာတော့ ဘယ်တော့မှအားချိန်မရှိတတ်တဲ့ဖေဖေကတမီးကြီးရင်ဒီကားတိတ်ကောင်းတယ်လို့ကြော်နေတာကွတို့သားဖာတခင်နောက်ကျန်းနေဦးမယ်ကြည်ကြအောင်ဆိုရဲ့လို့တမင်လိုက်ပို့ပေးမှသာရုပ်ရှင်ကိုကြည့်ရတာမို့တနှစ်လုံးမှာသုံးခါထဲမပိုတတ်ခဲ့ပါဘူးအခါကြီးရဲ့ကြီးများမှာကြည်ကြည်တဲ့နဲ့ဥပိုလ်အတူလိုက်စောင့်ကြရင်တော့နှွယ်ကအိမ်တွင်းမှုတွေကိုတနေ့စာကြိုတင်လောက်ကန်ပြီးမှလိုက်သွားတတ်လေးရှိပါတယ် နွယ်ကဆယ်နှစ်သမီးလောက်ကလေးကជីជីတက်အုပ်ချုပ်တဲ့အိမ်တွင်းမှုနဲ့စားတော့ခွင်မှာကုညီရသူပါ။နွယ်15နှစ်လောက်မှာတော့မိဘဆောင်နဲ့အိမ်တွင်းမှုဟာနွဲ့လက်နွဲ့ချေးကြည်လိုလိုဖြစ်လာပြီးជីជីတက်ကကုညီယုံကုညီရတဲ့အခြေမျိုးရောက်သွားပါပြီ။ចောင်းစာကိုလည်းញံထုံထိုင်းတဲ့နွယ်ကခရူစားပြီးစူးစားရပါသေးတယ်။ဒီထဲကမှကတိကတ္တလူယူရတဲ့အချိန်တိုကလေးတွေမှာတော့ပြင်ပစာနယ်စင်များကိုဖတ်ရှုရပါတယ် နှဲ့အတွက်အမျိုးသမီးဂျာနယ်တစ်စောင်နဲ့မဂ္ဂဇင်းနှုတ်လောက်ကတော့ဖိဖိကအမြဲတမ်းဝတ်ထားပေးလေးရှိပါတယ်။အဲ့ဒီစာဖတ်ချိန်ကလေးများကတော့နှဲ့ဘဝအတွက်နှစ်သိမ့်ကျေနပ်စရာအချိန်ကလေးတွေပါပဲ။ဒါနဲ့တူတူပြောကြဆိုဆိုရင်နှဲ့ခုနှစ်တန်းအောင်တဲ့နှစ်မှာဖိဖိဟာအစာရင်ပေါက်တဲ့ယောဂါနဲ့ကွယ်လွန်သွားပါတယ်။နွေတို့မိသားစုထဲမှာနွေကလွဲရင်အကောင်းကြိုက်ပြီးအသုံးဖွာတတ်ကြသူတွေကြီးမို့ တိုက်ခန်းအိမ်တလုံးနဲ့ထိုက်တန်းနဲ့ပြိဘောကားတွေရဲ့လှလာပါပါဝစ်ဆင်ပြီးချောင်းချောင်းလဲလဲသုံးနိုင်ကြရတဲ့ကလွဲလို့ပစ္စည်းအထုတ်ထည်လည်းမကြံရစ်ပါဘူး။ဒါပေမဲ့မိမိဟာအံ့ဩလောက်အောင်တော်တဲ့မိမသားတအုပ်ပါ။ဖိဖိတပည့်ဟောင်းတွေနဲ့အတူမော်တော်ကားဝက်ရှော့ကိုသူ့ပဲဦးစီးအုပ်ချုပ်ပြီးဆက်လက်လုပ်ကိုင်ခဲ့ပါရယ်။တန်တိုတန်စအသေးပွဲကလေးကစပြီးကားပေါ်ရီစက်ပစ္စည်းစတဲ့ကားနဲ့ပတ်သက်သမျှကို အားလုံးကရောင်းစည်းဝယ်စည်းမိမိသိပါရယ်။စီမံခန့်ခွဲတတ်ပါရယ်။ ဒီတော့ဖေဖေရှိတုန်းကလာဝင်ဝင်မကောင်းတော့တဲ့အတိုင်းနှွေးတို့မှလိမ့်လိမ့်လူလူတော့မဖြစ်ရပါဘူးအစိုက်ပြိုဝါဒနာပါတဲ့ကြီးကြီးတက်ကလည်းခြံတွေ့ပန်းမှန်တီးနံရွံ့ရွံ့တွေကိုအခါတိုင်းထဲတိုးချဲ့စိုက်ပြိုပြီးအိမ်သုံးစရိတ်ခုတာခန်းသားရှိအောင်လို့ရောင်းချလာပါတယ်နှွေးလဲသမီးကြီးတယောက်အနေနဲ့တာဝန်ရှိတဲ့လောက်ရှိနေတာမို့မိမိအလုံမာရောကြီးကြီးတက်ရဲ့စိုက်ခင်းကိုပါအလတ်ချိန်တိုင်းမှာကူညီပေးပါတယ်ဒီထဲကပဲနှွေးအတွက်ရှက်စရာကောင်းလိုက်ပုံက ကိုတန်းကိုနှစ်နှစ်လုံးလုံးကြီးဆက်ပြီးကြာရှုံးခဲ့ရတဲ့ရှင်ဘယ်လောက်များမိမိကိုအာနာဖို့ကောင်းလိုက်တယ်လဲလို့နော်မဆိုးမတရားအနေနဲ့မေမေလုံးရတဲ့လှုပ်ရှားကိုနှွယ်တားလောက်ဖြုံးတီးခဲ့ရတယ်ဆိုတော့မတိသားဆိုးရကြလွတ်မနေပါဘူးလားနောက်ပြီးတော့လေနှွယ်ကတမီးအကြီးဆုံးအနေနဲ့ညီမလေးတွေအတွက်နမူနာစံပြဖြစ်စေတင်တာပါခုတော့အကြီးဆုံးနဲ့အခြားဆုံးဟာမိနှွယ်ပေါ်လို့ဆွေစဉ်မျိုးဆက်ကပီးထိုးရစရာဖြစ်ခဲ့ရပါပြီ နှွေဟာကိုကိုကိုအတွက်ငိုရှိုက်ရပေမဲ့ညီမလေးတို့ရဲ့အတွက်ကိုတော့ဂုံယူဝမ်းသာရပါသေးတယ်။နှွေကိုတန်းဒုတိယနှစ်ဖြေတော့နှွေကိုမိလိုက်လာတဲ့တွေ့နဲ့အတူတူဖြေရတာပါ။နှွေကသာနှစ်နှစ်လုံးလုံးကြီးဆက်ရှုံးနေပေမဲ့ညီမလေးတွေကဖြင့်နှစ်ချင်းပေါအာယုံမကနှစ်ပါတာဂုံတို့ထွက်ပါသေးတယ်။အငယ်မလေးကျွဲကလည်းခုနှစ်တန်းမှာအတန်းပတ်လဲဒုတိယချိတ်တဲ့အာကချစ်စရာကောင်းမလေးတွေပဲ။ ဒီတော့ຫນွေကတတိယနှစ်မှာကြောင်းဆက်နေတဲ့မသိင့်ချင့်ချင်ရပါတယ်။နောက်ဆုံးတော့မိမိကို အာဏာလာပေမဲ့ကိုရမ်းမမအောင်သေးရင်အလို့ရဖို့မလွယ်တော့မို့ဒီတနှစ်ဖြင့်ဆက်နေပါအောင်မယ်လို့စွမ့်မိတ်ဆုံးဖြတ်ရပြန်တာပေါ့။ဒီနှစ်အဖို့အိမ်တွင်းမှာជីជីတက်တဲ့မိမိရောညီမလေးများရောကြိုက်တတ်တာကလေးတွေစားရအောင်မကုံတဲ့တာလည်းမကုံရအောင်စီမံချက်ပြုတ်လို့ရှော်ဟဲဖို့ဟဲတိန့်ဟဲတိုက်ဟဲနဲ့တနေ့ကုံသွားရပေမဲ့ နှဲ့ဖို့မှာအမောမဖြေနိုင်အားခဲ့ပါဘူးတခါတလေတနခါကိုလမ်းလျှောက်ရင်းပုတ်ပြီးညချောင်းကိုဆက်တက်ရပါတယ်ညချောင်းစင်းတော့လေဒီနှစ်မှာစာမေးပွဲမအောင်ရင်မဖြစ်တော့ဘူးဆိုတဲ့စိတ်စိုးနဲ့တကောင်ချင်းအောင်စာရီချက်မှတ်ရပြန်ပါတယ်တကောင်ထက်တော့ပုံနေလို့မဖြစ်ပါဘူးနက်နက်ငါးနာရီမတိုင်မီထပြီးအိမ်အလုံးနဲ့တန်တရားတပတ်လဲရအောင်မှာမို့ပါအပြင်းနိုင်လာတဲ့နှွေဟာနှစ်စာကလေးကဒီလောက်ကြိုးစားနိုင်လွန်းလို့သာကိုရန်းကိုအောင်းလာခဲ့ပါတယ် တော်လိုက်တဲ့ညီမလေးသွဲဆိုတာတော့ခြေတန်းကိုယူပပေရာဂုံတို့နဲ့အောင်မြန်တာပါပဲကျွဲတယောက်လည်းရှစ်တန်းအောင်လို့ကိုရန်ရောက်လာပါပြီဒီတော့ညီမလေးသွဲကို တက်ကတော်ပို့ရမှာ အထောက်ကူဖြစ်ပါစီတော့လို့နှွယ်အလုရှာရပါတယ်ကံအားလျော်စွာပဲဆိုပါစို့ကျောင်းဖွင့်ရဲ့မတိုင်မီပဲပလကယုံမှာနှွယ်အလုရပါတယ်ຫນ່ວຍຍາແດອောက်ດັນຊີລາກະກໍກໍດ້ວຍມົ່ງບໍຕະຫຼາ15ຈັດຊັ້ນປີອ່າລົງກົມເມມິເລແທ້ແທ້ໄປຫນາຍດໍມາແລອະເທັດພ່ຽງພ່ຽງຊູຫນາຍຕົວວ່າໄດ້ အိမ်မှုကိစ္စချက်ရည်ပြုတ်ရည်တွေကိုအခါတိုင်းထက်ကြိုးစောစောထလုပ်ပြီးကို့အတွက်ထမင်းကိုဂျိုင်ကလေးနဲ့ထည့်ယူရေကိုကမန်းကရန်ချိုးတနကားကိုအမှန်မကြည့်ပဲပုတ်တနကားမချောက်မီအိမ်ကထွက်တဲ့အခါထွက်စပင်ကိုလမ်းလျှောက်ရင်းမှဖေဖေနဲ့ချီလို့ချီရပေမဲ့နှွေမကြီးပါဘူးအကြီးဆုံးသမီးတယောက်အနေနဲ့ဒါလောက်တော့လဲလှုပ်ပေးတင်တာပေါ့နောက်ပြီးမနေ့ပိုင်းမှာသာဒီလိုကတိကြီးဖြစ်တတ်ရပေမဲ့ညပိုင်းကျတော့လဲနားချိန်အားချိန်ရပေးသားပဲရှင် ညာဘက်မှာအိယာစောစောဝင်ပြီးကို့မုံဘိုးတဲကဝယ်ထားတဲ့မဂဇင်းစာအုပ်ကလေးတွေဖတ်ရပြီးဆိုမှဖြင့်နှဲ့အတွက်ဂျင်းနဲ့လောက်တဲ့စီစဉ်ဒုက္ခလို့ခေါ်နိုင်ကောင်းပါပြီ။ဒါပေမဲ့ဒါပေမဲ့နှဲဘဝလေးမှာကြည်ကြည်နက်နက်နေလို့မှတနည်းမပြည့်သေးပါဘူး။ကျမရိုင်းဟာစိုင်းမစင်ပုံမစင်နဲ့ဝင်လာလိုက်တာ။နှဲ့အတွက်အောက်တရားမရတော့ပါဘူးရှင်။နှဲ့ကိုနှဲ့အိမ်သားစုကတမူချလာတယ်လို့ပြောကြပါဗျ ဖေဖေဆုံးပြီးတဲ့နောက်မှာជីជីသက်ကမင်းမင်းနဲ့တခန်းနဲ့တွားအိပ်ပါတယ်။နှွေတို့ညီမသုံးယောက်ကအစတဲကတခန်းနဲ့အိပ်ခဲ့တာပါ။အခုညီမလေးတွေတက်ကတော့ရောက်သွားတော့နှွေနဲ့ကြွယ်ပဲတခန်းနဲ့ကြံရစ်နေတာပေါ့။ဒါပေမဲ့နှွေကတယောက်တည်းပဲတခန်းနေကျင်တယ်လို့ပြုံးစားကြီးအတင်းကြပ်ပြောလာတော့အာလုံးပဲစိတ်မကြေမနက်ဖြစ်ကြတယ်။ជីជីသက်ကဒီမိန်ကလေးဟာတသက်လုံးကညီမချင်းအတူနေလာပြီ။ခုမှခွဲထွက်တာရိုးမှရိုးပါမလား။ ရေးစားတဲ့အချင်းချက်များရှိနေသလားမဆိုးနိုင်ဘူးကြွေကိုသူ့မေစီပို့ပြီးငါအရင်ကလိုနောက်ဖေးဆောင်မှာတွားအိမ်မယ်ညီပဲစိတ်တန်းကြနေတော်မူတဲ့မိမိကလည်းယောက်ျားမရှိလို့မိမရေကြည်နေရတဲ့အိမ်မှာဟိုအဆောင်တယောက်ဒီဆောင်တယောက်ခွဲအိမ်လို့မတော်ပါဘူးမိနွယ်မိမိနဲ့လာအရင်ကျွဲနဲ့ကြီးကြီးတဲ့အိမ်မှာပေါ်လို့ပြောသေးတယ်နွယ်ကဟင်အင်းတယောက်တည်းဆိုတယောက်တည်းပဲအိမ်မယ် နောက်ဘေးဆောင်မှာအိရအိရမိနယ်သွားအိမ်မယ်ဆိုတော့သူတို့အားလုံးမိနယ်ကိုမြက်ကြတာပေါ့နောက်ဆုံးတော့မေမေကအခန်းချင်းလဲပြီးသူတို့ရဲ့နှစ်ယောက်ခန်းကိုနှဲ့ကိုပေးပါတယ်နှဲ့တို့နေတဲ့သုံးယောက်ခန်းမှာတော့သူတို့သုံးယောက်ပြောင်းနေကြတာပေါ့ဒီလိုပြောင်းရွှေ့ရနဲ့အလုံးရှုပ်ကြတော့နှဲ့ကိုအလကားအထိပ်ပဲမရှိကြောင်ရမလားလို့စူနေကြတာပါပဲဒီထက်ပြဿနာပိုတက်လာတာကနှွေချောင်းပိတ်လို့အသွေးပြန်ရောက်လာတာကြောင့်ပါတကယ်ဆိုတော့မိသွေးကိုနှဲ့ခန်းမှာအိတ်စေလိုက်ရင်ပြီးတာပါ နွယ်ကနွယ်ခန်းကိုဘသူမှမလာရဘူးလို့ဘူးကင်ထားတာကြောင့်သာជីជីတဲ့နဲ့တွေဟာခက်ကြောက်ကြောက်နေပဲအောက်ထပ်တိုက်ခန်းဆင်းအိပ်ရတာပါတိတော့လေညအိပ်ရဝင်ချိန်တိုင်းမှာជីជីတဲ့ကမိနွယ်ကိုပြစ်တော့ပြစ်တော့လှုပ်တာပေါ့နောက်ပြေစာရေးတော်ရေးနဲ့ပတ်သက်လို့လေမိနွယ်မိဖို့ဆောင်ကိုတာဝန်မယူနိုင်တော့ဘူးမိနွယ်ပြင်ပန်းလာပြီးជីជីတဲ့ပဲဒီတာဝန်ကိုလုံးလုံးပြန်ယူပါစိုက်ပျိုးခြင်းပဲမိနွယ်လှုပ်တော့မယ်လို့စွတ်အတင်းစီစဉ်ပြစ်လိုက်ပါသေးတယ် ဒီလိုနဲ့ကြည်ကြည်သက်ကချက်မှုပြုတ်မှုတာဝန်ယူတဲ့တိုင်အောင်လဲနှွဲကဖြောင်းဖြောင်းမစားမိသေးပါဘူးနက်နက်စာရောညစာပါကြိုက်နေထဲယူအခန်းတကားပိတ်ပြီးတယောက်ထဲတက်တက်စားပါတယ်အလုတ်ခွင်မှာလဲအမမအယွင်ယွင်ဖြစ်ပြီးစိတ်ညစ်လာရင်မလုတ်ချင်တော့ဘူးဆိုပြီးခွင့်ယူပြန်လာခဲ့မိတတ်ပါတယ်အိမ်ရောက်တော့လဲအခန်းတကားပိတ်ပြီးအိတ်နေလိုက်တာပဲဒီတော့လဲမေမေနဲ့ကြည်ကြည်သက်ကနှွဲကိုစူးကြပြန်တာပဲဘယ်တော့ပဲဆူဆူနှွဲကလည်းအလျှော့မပေးပဲတင်းခံနေပါတယ် တသက်လုံးကကိုယ့်အလိုထက်သူများလိုကိုဦးစားပေးလက်ရောခဲ့တဲ့မိနွေဟာအခုမှဘာလို့ဒီလို အကြက်ကင်နေရတယ်လဲဆိုတာကိုတော့သူတို့မသိကြလေဘူးမိနွေကတော့အခန်းတကားလုံလုံပိတ်ပြီးတယောက်တည်းရှိနေတော့မှကြိတ်ငိုရတာဟာနေ့တိုင်းမှာပြီးတော့လဲအခန်းတကားတစ်ချက်ပိတ်လိုက်တာဟာမိနွေနဲ့မိသားစုအားလုံးကိုတဘဝစီခြာနာပေးလိုက်တဲ့အမှတ်သားတစ်ခုဆိုတာလဲမိနွေတယောက်တည်းသာတည်နေရတဲ့အသည့်ပါနှွဲ့အဖြစ်ကိုနှွဲ့ဘယ်လိုပြောရမလဲ ဘသူကိုပြောဝင်ပါတော့မလဲရှင်တဲမှာနေရှိသည်မတည်ရင်ရင်လောင်ကျွမ်းပူဆွေးနေရတော့တာပါပဲနှွေမပြောနိုင်တော့ပါဘူးနှွေမပြုံးနိုင်တော့ပါဘူးအဲ့ဒီလိုချောက်ချောက်ချာချာလေးတွေဖြစ်လာတော့မှလဲနှွေဟာငယ်စဉ်တုန်းက မိုက်မားခဲ့မိတာတွေကိုတည်ရင်ရင်နဲ့တွေ့ပြီးနှောင်တရလာပါတော့တယ်နှွေက9နှစ်တွေက9နှစ်ကျွဲလေးက6နှစ်လောက်ရှိကြသေးစင်ကပေါ့ သူ့မှာရှိတဲ့ငွေလေးတရာကျော်လောက်ကိုအတိုးနဲ့ခြေထားတတ်တဲ့ကြည်ကြည်သက်ကຫນွေချောင်းပိတ်ရဲ့အတိုင်းမှာလို့လို့ကန္နာပိုင်းစီကြွေးတောင်းလွတ်လိမ့်ရှိပါတယ်။ဒီလိုသွားရတိုင်းမှာຫນွေဟာတယောက်တည်းသွားလိမ့်မရှိပါဘူး။တွေရောကြွေပါမရအရာချော့မော့ခွန်ဆောင်သွားလိမ့်ရှိပါတယ်။ຫນွေတို့ဖြတ်သွားရတဲ့ကန္နာပိုင်းတနေရာမှာတော့ဥစောမောင်ဆိုတဲ့လူကြီးတယောက်ရဲ့အင်္ဂလိပ်ရှိပါတယ်။အဲ့ဒီဥစောမောင်ကြီးကကိုမကောင်းရှာပါဘူး။သူ့မျက်နှာကြီးဟာပွားရောင်ပြီးအပိမ့်အပိမ့်တွေဖြစ်နေပါတယ်။အထူးသဖြင့်နှာခေါင်းနဲ့နေရွက်ကြီးတွေ နှခမ်းကြီးတွေဟာထူထူတွဲတွဲကြီးတွေဖြစ်နေပါတယ်။ခြေထောက်မှာလည်းအနာတွေဖြစ်နေဟန်တူပါရဲ့။အညိုရောင်ကင်းဘက်ဖနက်အဆုပ်ကြီးကိုစီထားပြီးလမ်းသွားတဲ့အခါကွတ်တာကွတ်တာသွားပါတယ်။ဒါပေမဲ့ဥစောမောင်ကြီးမှာမိမလည်းရှိပါတယ်။ကလေးနှစ်ယောက်လည်းရှိပါတယ်။ตาကြီးကလေးကကန်းနာစိမ်မှာစောက်တွေလက်ပွေရောက်ပါတယ်။ตาငယ်ကလေးကတော့နှွေညမာတွေကျဲတို့လောက်ရှိပါသေးတယ်။နွယ်တို့ညီမတို့ရောကန္နာပိုင်းကြွေးတောင်းသွားရတဲ့အခါဒီအိမ်ရှိရောက်လို့နေတိုင်းမှာနွယ်ကဥဆောင်ပြီ အနူကြီးဟဲ့ယွန်းစရာကြီးဟဲ့ထွိဖွန်းအော်အော်ပြေးကြပြေးကြလို့អော်ပါတယ်ညီမလေးနှစ်ယောက်ကလည်းနှွယ်អော်တယ်လို့ပဲလိုက်អော်ပြီးပြေးကြလည်းရှိပါတယ်တခါတလေနှွယ်တို့လာတာနဲ့ဥစောမောင်ကြီးအိမ်ရှိထွက်နေတာနဲ့ဆုံမိရင်ဥစောမောင်ကြီးဟာနှွယ်တို့ကိုလမ်းမြင်တာနဲ့သူ့အင်္ဂလီတဲ့ကိုတုတ်ခနဲ့ဝင်ပြေးသွားတတ်ပါတယ်တခါတော့နှွယ်တို့ကိုမြင်လို့တကြီးတိုင်နဲ့သူ့အိမ်ဝင်တဲ့ဝင်ဝင်ပြေးတဲ့ဥစောမောင်ကြီးဟာအိမ်ရှိကဘူးစင်တိုင်နဲ့တိုက်မိပြီးမှောက်ရသားလဲသွားလို့ သူ့မိမကပြေးထူတွဲပြီးခေါ်သွားတာတွေ့ရပါတယ်။နှွေတို့ညမတွေလည်းအနူကြီးလဲပြီဟေးလို့အော်မိအောင်အော်လိုက်ကြပါသေးတယ်။ဥသောမောင်ကြီးနဲ့မတွေ့လို့ဥသောမောင်ကြီးရဲ့သားအငယ်လေးနဲ့တွေ့ရင်လဲနှွေတို့ကအလွတ်ပေးလေးမရှိပါဘူး။အနူကြီးသားလေးဟေးအနူကြီးသားလေးဟေးလို့ညမတွေလက်ညှိုးထိုးပြီးတံမြန်အော်ကြရင်ကောင်ကလေးဟာအော်ငိုပြီးကြံ့ရက်ပါလေရော။နောက်တော့ဥသောမောင်ကြီးတည်သွားပြီလို့သိရပါတယ်။ ဆယ်နှစ်ကျော်လောက်ရှိလာတော့လေဒီအကြောင်းကိုနှဲတို့လုံလုံသတိမရတော့ပါဘူး။ဒါပေမဲ့အခုတော့ဒီအဖြစ်ဟောင်းလေးဟာနှဲ့ကိုနေ့တိုင်းညတိုင်းစူစူဝါဝါ၆လန့်နေပါပြီ။အကန့်တည်းမှာတယောက်တည်းတကားအလုံးပိတ်ပြီးအင်ကြီးချော့အမှန်တည်းကြည့်လိုက်ရင်နှဲ့နောက်ကျောနဲ့လက်ပြညွန့်တွေမှာအဖြူကွက်တွေအထင်းသားပေါ်လို့နေပါတယ်။နှဲ့အသားကအသားဝါအသားဝင်းပါ။ဒီအပေါ်မှာအဖြူကွက်တွေအပြောက်ထင်းနေတာကတနည်းထက်တနည်းတိုးလို့သာ ထင်ရှားလာပါပြီ။ တနေ့တော့အခါမှာຫນွေဟာဥစောမောင်ကြီးလိုအောင်မလေးဒီလောက်တွေးမိရုံနဲ့ຫນွေရင်တွေတုံလှကြည့်ရဲ့ရှင်နွဲ့နှလုံးသားတွေမှာမီးငွေ့ငွေ့နဲ့များလောင်မြိုက်ကုန်ကြလေပြီလားနွဲ့ချစ်လာတဲ့ညီမလေးတွေနဲ့မိမိတို့ကြီးကြီးသက်တို့ဟာအเจ้าမသိကြလေတော့ခုချိန်မှာနွဲ့ကိုစည်းစားကြောင်ရမလားလို့ညွန်ညင်ယုံပဲညွန်ညင်ကြသေးတယ်တော်တော်ကြရင်တော့ယွန်ကြကြောက်ကြမုန်းကြပေးရောမယ် နှွယ်ချစ်တဲ့မိသားစုနဲ့ညီမလေးတွေရဲ့တလူလူဝေးနေတဲ့အညွန့်လေးတွေကိုနှွယ်ကိုယ်တိုင်မှုကျိုးမြချိုးချိုးပြစ်တယ်လို့ဖြစ်လာရတဲ့ကျမစိုးအတွေ့အသေးဆက်ဆက်နားမိလိုက်ပါရဲ့ကိုယ်အလဲရောက်တော့မှမိနယ်မှာအယူမီဝိုင်းဖြစ်နေရပါပြီနှွယ်ဘယ်လိုလုပ်ရမလဲနှွယ်ဘယ်ကိုပြေးရမလဲဘယ်ကိုပဲပြေးပြေးဒီကိုနဲ့ဒီခန္ဓာကဒုက္ခပေးတော့မယ်အကောင်ဆုံးနေ့ကတော့ဒီဘဝဇိုးကို ထားရခဲ့ပြီးဘဝတည်ကူးလိုက်ဖို့ပါပဲ။ဟုတ်ပြီ ဒီလိုဆိုရင်ဘယ်နည်းနဲ့သိမလဲအစိတ်တော့ချင်တော့မြစ်ထဲခုံချချင်ချအပူထဲမှာကိစ္စတုံရောပေါ့အင်းလေဒါတောင်းမှာဒါတောင်းမှာသူတို့သူတို့နှဲ့အလောင်းကိုကင်တွယ်ကြပြင်ဆင်ကြအောင်မလားမသိဘူးဒီလိုဆိုရင်နှဲ့ပါလို့သိတယ်ဆိုတာသိကုန်ကြတော့မယ်သိပြီးတဲ့နောက်မှာတော့အလောင်းကနေပြီးမိသားစုကိုအဆက်ခွဲအောင်မဲ့ဒုက္ခပေးအောင်မဲ့မိနှွယ်ရဲ့ဘဝဆိုးပါလားအော်သိပြီ အလောင်းကိုပါအစဖြောက်ချင်ရင်လည်းရတာပေါ့တကိုယ်လုံးကိုဓာတ်ဆီနဲ့လာပြီးမီးနဲ့ရှုပ်ကိစ္စတုံးတကြိုပြီးဖြစ်ကြရောဒါလဲလွယ်တော့မလွယ်ဘူးကို့အခန်းထဲမှာဆိုမတော်တဆအိမ်ကိုပါမီးကူးဆက်သွားမှဖြင့်ကြံ့ရစ်သူတွေမွဲပြာကြဒုက္ခရောက်အောင်မယ်အကြံမအောင်မီးလူတိသွားရင်လည်းဒုက္ခလွတ်လွတ်ကင်ကင်တနေရာရာမှဆိုရင်ကောင်းလေရဲ့ဘယ်နေရာမှလှုပ်ရမလဲဘယ်ချိန်မှလှုပ်ရမလဲတီတော့တီရမှာပဲတနေ့နေ့တစ်ချိန်ချိန်မှာတော့ တည်ပြစ်အောင်တည်ရတော့မှာပဲ။နှဲ့အနေနဲ့အဲ့ဒီလောက်စိတ်ဒုက္ခရောက်နေစဲမှမမမဆိုင်ရတဲ့ဝိတ္ထုဆောင်မတွေကိုတွေ့ရပါတယ်။ဒီတော့မှစိတ်ဒုက္ခတဝက်လောက်တက်တာသွားပြီးနှဲ့ဘဝအတွက်အကူစရာရှိနေပါသေးရောလားဆိုတဲ့အသည့်နဲ့မမဆိုင်စီကိုအခုလိုဆက်သွယ်လာခဲ့ရတာပါပဲ။နှဲ့နဲ့သူ့ကြည်ကြီးသက်တို့ရောက်လာကြသည်မှမနေ့ညနေကဖြစ်သည်။လုံးခဲ့သည့်15ရက်ခန့်ကအနယ်သည်ရှုမဝတိုင်မှတဆင့်ကျမထန်စာတစောင်းရေးခဲ့၏ ကျေးမုံတရင်စာရှမဝမဂ္ဂဇင်းအတွင်းနှင့်အရေးစာအုပ်များတွင်မဆိုင်ဆိုင်ရေးခဲ့သောဝိတ္ထုဆောင်ပါများအရာမမဆိုင်ဆိုင်တွင်အနာဂျီယောဂါဖြစ်ခဲ့ကြောင်းယခုအခါယောဂါပိုးမရှိတော့ပါဟုသောဆရာဝန်ဆုံးဖြတ်ချက်ကိုအကြင်ကြင်စစ်ဆေးရရှိပြီးဖြစ်ကြောင်းသိရပါသည်။နှွဲမှလည်းယခုအချိန်တွင်ယောဂါစတင်ရရှိလာ၍တတ်တည်ရန်အထိစိတ်ကိုကြံစည်မိရပါသည်။နှွဲအားဤဝိတ္ထုခါမှလွမြောက်ရာလန်ကိုညွှန်ပြပေးပါဟု၍ဖြစ်ပေသည်။ ကျမကလည်းချက်ချင်းပင်စာပြန်ရေးခဲ့၏။15နှစ်လုံးလုံးယောဂခံစားခဲ့ရသောမမစိန်ပင်ဤယောဂမှာလွတ်မြောက်လာခဲ့သေးလင်ညမဤယောဂမှာလုံးဝစိုးရိမ်ပွဲမဟုတ်ကြ။အနည်းဆုံးသောကိုယ်ရည်ယောဂအထုကုစိပေးကန်းတွင်ပြသပြီးကုသတင်ကြ။ယခုအခါအနာကြီးယောဂတိုက်ဖြည့်ရေးဌာနမှအခမဲ့ကုသပေးနေသည်မှာအတူအားထရာကြောင်းများဖြစ်ပေသည်။သို့တော်နှင့်ဒီကျမညွန်သောလမ်းကိုဖြောင်ဖြောင်တန်တန်မလိုက်ခဲ့ပေ။ နှွဲ့ဟာမိသားစုထဲမှာကံအခေဆုံးပါမမစိန်အခုနှွဲ့ဖြစ်ကိုမိသားစုထဲမှာတော့အတိမပေးရပါဘူးနောက်ပြီးနှွဲ့ဟာအလौဒမားတယောက်မို့နှွဲ့အလौဌာနာကလည်းတိသွားမှာစိုးပါတယ်ဘာပဲဖြစ်ဖြစ်မမစိန်နဲ့ပဲတွေ့ကျင်ပါတယ်မမစိန်စိန်စီပဲလာပါရစေဟူ၍သာထပ်မံပြန်ကြခဲ့ပြန်သည်ကျမနားလည်နိုင်ပါသည်အနာကြီးယောဂာနှင့်ပတ်သက်လင်မပွင့်လင်းနိုင်ရကြသောအယိုးဆွဲနေသည့်အစဉ်လာကို မလွန်ဆန်နိုင်သည့်တာရကပင်ဖြစ်ပါ၏ တကယ်ဆိုတော့ယခုခေတ်တွင်အနာဂျီယောဂါဖြစ်တိုင်းအလုတ်ထွက်ရမလို့ကြောင်းထွက်ရမလို့တနေ့တပြားဆေးမမှန်စားနေရုံနဲ့ယောဂါပျောက်သွားမည်ဖြစ်ကြောင်းသာအတိတရားရှိထားဖို့လိုပေသည်မိတို့ပင်ဖြစ်စီနောက်ဆုံးတော့ကျမကပင် သူ့သဘောကိုလိုက်ယောဂါလာခဲ့ပြီးတော့ဟူဆိုသည်နဲ့ခွင့်သုံးရယူပြီးသူ့ကြည်ကြည်တန်းနဲ့အတူရောက်လာခြင်းဖြစ်သည်ရောက်သည့်ညတွင်ຫນွေကကျမအားဖြစ်ကြောင်းကုံစင်ပြောပြနေတော့မှလဲ ူကြီးကြီးတက်ခမားတူမကျော်ဤဖြစ်အင်ကိုသိရှိသွားကရှိုင်ကိုရှာတော့သည်အစကတော့နှွဲဤထူကြသောအပြုတ်မှုများအတွေ့စေတစာဝေဒနာအစပြိုးလာခြင်းဟုတအိမ်သားလုံးကထင်မှတ်နေကြသည်ဟုဆိုသည်ယခုလည်းစာရေးဆရာမဒေါ်စိန်စိန်နှင့်တွေ့ဆုံရန်တာယာဝရီသွားမည်ကြီးကြီးတက်ကိုအဖော်ထဲပါမထဲ့လင်လဲတယောက်ထဲဖြစ်တည်နေနှင့်သွားမည်ဆိုရသည်ဘုမတိဘမတိလိုက်လာရကြောင်းပြောပြသည်ကျမကလည်းအပိစကားဆိုရ၏ကဲကြီးကြီးရေ အခုကျမနဲ့တွေ့ရမှာတော့လွင့်အတွက်စိတ်ပူစရာမရှိတော့ပါဘူး။နက်ဖြန်မှာအနာကြီးရောဂါတိုက်ဖျက်ရေးကအင်စပက်တာဦးအောင်တဲနဲ့တွေ့ပေးဖို့စီစဉ်ပြီးသားပါ။စိတ်ကူတာဖို့အတွက်အကောင်းဆုံးနည်းလမ်းကိုညွှန်ကြားပါလိမ့်မယ်။ကျမလည်းဟိုတုန်းကတော့တရားမဲ့မစင်မချင်းကြောက်လွန်တာတွေရှိခဲ့ပူပါတယ်။အခုတော့အမြင်မှန်ရလာခဲ့ပါပြီ။တွေ့တူယောဂါ၊အစာအိမ်ယောဂါ၊ငှက်ဖျားကင်ဆာအဆုတ်နာတို့ဟာယောဂါတစ်ခုဖြစ်တယ်လို့အနာကြီးယောဂါဆိုတာလေယောဂါတစ်ခုပဲမို့ ယောဂါဖြစ်လာရင်စိတ်ကုသမှုခံယူရမယ်။ဒီလမ်းစဉ်သာမှန်ကန်ဖြောင့်တန်းတဲ့လမ်းစဉ်ဖြစ်ပါတယ်။ရာဇဝတ်မှုကျွတ်လွန်တာလည်းမဟုတ်ဇာရိတပြက်ပြားရတာလည်းမဟုတ်ဘဲနဲ့တရင်လွန်ရှက်ကြဖုံးကွယ်နေရသမျှတွေဟာလမ်းကွေလမ်းကောက်တွေအန္တရာယ်ပေးမဲ့အမားယွင်းတွေကြီးပါပဲ။အသက်တချောင်းကိုတန်ဖိုးမထားလွန်ရကြပါတယ်။ကျမတော့အခုချိန်မှာစိပီကန်သွားတဲ့နေဆိုရင်တက်ဆွမ်းသမျှကောင်းကောင်းတန်တန်ဝတ်ဆင်သွားပါတယ်။လမ်းမှာအတိတ်တွေ့ရင် ကျမကိုဘယ်သွားမလဲမေးပါစေအောက်မေ့နေပါတယ်။ မေးကြပြီဆိုရင်လဲဟုတ်ကဲ့ကျမကိုရရောဂါစိပေးကန်းကိုတော့ပြီးစိတ်စစ်မလို့ပါလို့ရရရင်ရင်ဖြေပါတယ်ဘက်နဲ့လဲစိတ်စစ်တာအောင်မြင်ရဲ့လားလို့ဆက်မေးရင်လဲကျမအလွန်သဘောကျပါတယ်ဟုတ်ကဲ့အောင်မြင်ပါတယ်လို့ဖြေရတာကိုတပားသူများဒီလန်းစင်လိုက်လာအောင်နမူနာပြရတယ်လို့ဝမ်းသာမိပါတယ်ညီမနွယ်နဲ့ជីကြီးလဲစိတ်အေးအေးထားပြီးတော့သာအိတ်ကြပါတော့နနက်လင်းတော့ជីကြီးတက်သည်အစောကြီးထကဖះရှိခိုးနေ၏ သူ့တို့မှအတွက်စုမုံကောင်းတောင်းနေမိကို ပြောစရာမလိုပါ။ຫນွေကတော့စစ်ပီကန်သွားရန်စိတ်ဆောနေ၍တညလုံးကောင်းကောင်းအိတ်မပြောပါဟုဆို၏။ယခု Inspector ဦးအောင်တင်၏ရှေ့မောက်သို့ရောက်တော့အခါຫນွေကိုကလေးမှတုံရင်၍နေရှာသည်။ဥအောင်တင်ကຫນွေပြောပြတော့အဖြူကွက်များကိုကြည့်ရှုရန်ကျမနဲ့ຫນွေကိုစမ်းသပ်ခန်းသို့ခေါ်သွားသည်ຫນွေကအင်းကြီးချုပ်ခါထမင်းရင်ရှားကလေးနှင့်ရက်နေ၏သူ့ကြောနှင့်လက်ပြင်များတွင်အဖြူရောင်အကွက်ငယ်များမှအတော်များများရှိနေသည် ဆရာဦးအောင်တန်းကပြုံးလိုက်၏ပြီးတော့အတချောင်းယူကအကွက်ငယ်များကိုထောက်ကြည့်သည်အပူအအေးစမ်းကြည့်သည်ပြီးတော့အတန်ထွက်အောင်ပင်ရဲလိုက်သည်ခမရဥစ္စာဘာမှမဟုတ်ဘူးဗျညှင်းကွက်ကလေးတွေပါရှင်ရှင်အဟုတ်ပဲလားဆရာတေချာရဲ့လားဆရာရဲ့နွေဒီမျက်နာကလေးဝင်းသွားကရှိုက်မောတန်ကလေးနဲ့ပြန်မေးရှာ၏စိတ်ချပါဗျာကျွန်တော်တို့ကမြေယုံနဲ့တိနိုင်ပါတယ်ဆေးကုဖို့လိုရင်ပြောမှာပေါ့အခုဟာကညှင်းကွက်လေးတွေပါ အိုးအုံနဲ့ဘာပြောရမှန်းမသိတော့ပါဘူးဆရာကိုရောမမစိန်ကိုရောမတိမချင်းကျေးဇူးတင်ပါတယ်ရှင်တကယ်တော့မိနွယ်ဟာအသေးရင်းကလွတ်လာခဲ့ရတာပါမမစိန်စိန်စာတွေတော့မဖတ်မိရင်ဒီကိုယ်တော်မလာပြည့်ရင်နွယ်ဟာကို့ဆုံးဖြတ်ချက်နဲ့ကိုအသေးဆုံးနဲ့တေးတော့မလို့ပါဒါဟာနွယ်ငငယ်ကဝစီကံတွေကျူးလွန်ခဲ့လို့ဝတ်ခံရတာဖြစ်မှာပါပဲအခုတော့ဝေဒနာရှင်တွေအပေါ်မှာနွယ်အများကြီးကိုကျင်းစာထက်လာပါပြီ နှဲ့စိတ်ထဲမှာတတိရတဲ့အခါတိုင်းဝေဒနာခံစားနေရသူတွေကိုနှဲ့မြစ်တာပို့ပါမယ်မမစိန်တနစ်ခွဲလုံးလုံးစိတ်ဆင်းရဲခဲ့ရသည်များတွေဟာနှဲ့အတွက်တင်ငန်းစာတွေပါပဲနှဲ့သည်ပြောရင်းနဲ့မျက်ရည်တွေတွေစီးကြကအင်းကြီးကို ပြန်ဝင်နေသည်ပြီးတော့ဆရာဦးအောင်တင်နဲ့ကျမကိုဥချနေပြန်၏နှဲ့ရဲ့ညီမလေးရဲ့ကျမကနှဲ့အားလက်ကမ်းထူကထရက်စေလိုက်သည်မျက်ရည်လဲလဲနဲ့ပြုံးနေသောနှဲ့မျက်နှာကလေးမှာ ြေဝါသောအလှတွင်စုဝေး၍နေပါ၏စိန်စိန်ရှုမဝမဂဇင်းနားဆင်အပိကကြတဲ့သူ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်